မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာနှုတ်ကပတ်တော်တတလောနီဩဝါဒစာခန်းကြီး1အငယ်30ထဲကကြောက်ရောက်လာမဲ့အမျက်တော်မှငါတို့ကိုကယ်နှုတ်တော်မူသည့်သခင်ယေရှုအကြောင်းတည်ငောင်းဖြစ်ပါတယ်ကျွန်တော်တို့ခရိယန်တွေဟာအေးဝင်ဂလိတရားဆိုတဲ့စကားလုံးကို နေ့တိုင်းလိုလိုကြားကြတယ်အေးဝင်ဂလိတရားကိုဝေငှပါအေးဝင်ဂလိတရားအတိုင်းအသက်ရှင်မှာစသဖြင့်ပြောတတ်ကြပါတယ် ဒါပေမဲ့ကျွန်တော်တို့အေးဝင်ကလေးတရားလို့ပြောလိုက်တဲ့အခါဘာကိုဆိုလိုတာပါလဲဒီနေ့ခေတ်မှာအေးဝင်ကလေးတရားအတိတ်ပဲဟာရောထွေးမှုများစွာ ဖြစ်နေတာကိုတွေ့ရပါတယ်ဒီနေ့မှာကျွန်တော်တို့ယုံကြည်ခြင်းရဲ့အခြေခံအကျဆုံးအုံမြင့်ဖြစ်တဲ့အေးဝင်ကလေးတရားဟာကျွန်တော်တို့လိုက်နာကျင့်သုံးရမယ့်အကြံဉာဏ်ကောင်းတစ်ခုမဟုတ်တလို့ကျွန်တော်တို့အတွက်လှုပ်ဆောင်ပြီးသားအရာဖြစ်တဲ့တည်ငောင်းဖြစ်ကြောင်းကို အချက်၃ချက်ဖြင့်အထူးတကားဆင်ခြင်သွားကြပါမယ် ပထမတစ်ချက်ကတော့အေဝံဂေလိတရားသည် အကြံဉာဏ်ကောင်းတစ်ခုမဟုတ်ဘူးလောကမှာအကြံဉာဏ်ကောင်းတွေအများကြီးရှိပါတယ်ဒီလိုနေထိုင်မှာဒီလိုကြင်ကြံမှာဒီအချက်တွေကိုလိုက်နာရင် သင်ဟာလူကောင်းတစ်ယောက်ဖြစ်လာမယ်ဖယားသခင်ကသင်ကိုလက်ခံလိုက်မယ်ဒါတွေအလုံးဟာသင်လှောက်ဆောင်ရမယ့်အရာတွေဖြစ်ပါတယ် ဒါပေမဲ့အေးဝင်ကလေးတရားကအဲ့ဒီလိုမဟုတ်ပါဘူး။အေးဝင်ကလေးတရားဟာကျွန်တော်တို့အတွက်လှုပ်ဆောင်ပြီးသားအရာဖြစ်ပြီးကျွန်တော်တို့လက်ခံရမယ့်အရာသာဖြစ်ပါတယ်။အေးဝင်ကလေးဆိုတဲ့စကလုံးရဲ့အတိတ်ပဲကိုကတည်င်းကောင်းကြီးညာခြင်းဖြစ်ပါတယ်။စစ်ပွဲမှာအောင်တဲ့အခါနိုင်တဲ့အခါဒါမှမဟုတ်အန္တရာယ်ကနေလွတ်မြောက်တဲ့အခါကြွေးကြော်ရတဲ့တည်င်းမျိုးပါ။ ဒုတိယတစ်ချက်ကတော့အေဝံဂေလိတရားသည်တည်ငောင်းဖြစ်ပါတယ်။ဒါဆိုပါတည်ငောင်းလေဒါဟာကျွန်တော်တို့ကိုကယ်တင်ပြီးဖြစ်ကြောင်းကြေညာသောတည်ငောင်းဖြစ်ပါတယ်။ဘယ်ကနေကယ်တင်တာလဲ။ရောက်လက်တန့်သောအမျက်တော်ကနေကယ်တင်တာပါ။ဒီအမျက်တော်ဆိုတာဘုရားသခင်ရဲ့အမျက်တော်ကိုပြောတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အတ္တိကပြတနာကစင်းရဲမွဲတေမှုယောဂဗယဒါမှမဟုတ် လူမှုရေးမမျှတမှုတွေမဟုတ်ပါဘူးဒါတွေအားလုံးဟာယောဂါရဲ့လက္ခဏာတွေပါအတိကအကြောင်းရင်းကတော့ကျွန်တော်တို့ဟာဘုရားသခင်နဲ့မိတ္တဟာယပြတ်တောက်နေခြင်းကိုရောနဲ့ဆက်ဆံရေးပြတ်တောက်နေခြင်းကြောင့်ဖြစ်ပါတယ်ဒါကြောင့်အေဝံဂေလိတရားဟာဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ပြန်လည်မှန်ကန်စေတဲ့သခင်ယေရှုခရစ်တော်ပြုလုပ်ခဲ့သော အကြောင်းတည်င်းဖြစ်ပါတယ် ီတရင်ကောင်းကကျွန်တော်တို့ရဲ့အဆင့်တန်းကိုပြောင်းလဲစေပါတယ်ထိုးတရင်ကောင်းကြောင့်ကျွန်တော်တို့ဟာတည်ခြင်းမအသက်ရှင်ခြင်းတို့ကူးမြောက်ပြီးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ရလတ်သွမုတ်အကျိုးဆက်ကိုဧဝံဂေလိတရားနဲ့မယောထွေးစေပါနဲ့ဒါဟာအရန်အရေးကြီးတဲ့အချက်ပါဧဝံဂေလိတရားကိုယုံကြည်ခြင်းကဘဝနေထိုင်မှုပုံစံအတိတ်တစ်ခုကိုဖြစ်ပေါ်စေတာမှန်ပါတယ်ကျွန်တော်တို့ဟာယုံကြည်ခြင်းတသက်အဖြစ်ကယ်တင်ခြင်းရပေမဲ့အဲ့ဒီယုံကြည်ခြင်းဟာတစ်ခုတည်းတီးတန့် တည်ရှိနေတာမဟုတ်ပါဘူးစစ်မှန်တဲ့ယုံကြည်ခြင်းကအကျင့်ကောင်းတွေစီကိုမလွဲမသွေဥတည်ပါတယ်ဒါပေမဲ့အဲ့ဒီအကျင့်ကောင်းတွေစင်ရဲသားတွေကိုဂယုစိုက်တာတွေတရားမျှတမှု ပြုလုပ်တာတွေဟာအေးဝင်ကလေးတရားရဲ့အသီးအပွင့်အကျိုးဆက်ရလက်တွေသာဖြစ်ပြီးဒါဟာအေးဝင်ကလေးတရားတော့မဟုတ်ပါဘူးအကယ်၍ကျွန်တော်တို့ကအေးဝင်ကလေးတရားဆိုတာလောကကြီးကို ပြန်လဲအသစ်ပြုပြင်ဖို့ဘုရားသခင်ရဲ့အစီအစဉ်မှာပါဝင်ပူပေါင်းခြင်းဖြစ်တယ်လို့ ဟောပြောနေရင်ကျွန်တော်တို့ဟာအချင်းအားဖြင့်ကဲတင်ခြင်းကို ပြန်သွားတာပါပဲကျွန်တော်တို့ရဲ့မေတ္တာပါတဲ့ပေးကမ်းခြင်းကောင်းသော အပြုအမူများစတဲ့အသက်တာကအေးဝင်ကလေးတရားကိုအလှဆင်ပေးနိုင်ပေမဲ့အဲ့ဒီမေတ္တာပါတဲ့အသက်တာ ကောင်းသော အပြုအမူများကအေးဝင်ကလေးတရားတော့မဟုတ်ပါဘူးညီကောင်မောင်နှမတို့ဒီနေ့ကျွန်တော်တို့ဘာကိုကြင်ညာနေပါသလဲလူတွေကိုအကြံဉာဏ်ကောင်းတွေပေးနေတာလားပို့ပြီးစူးစမ်းပါပို့ကောင်းအောင်နေပါ လောကကြီးကိုပြောင်းလဲဖို့ဒီလိုလုပ်ပါလို့ပြောနေတာလားဓမ္မမဟုတ်တည်င်းကောင်းကိုကြီးညာနေတာလားတင်းဘလိုပဲဖြစ်နေပါစေတင့်ကိုကယ်တင်ဖို့အရာအားလုံးကိုသခင်ယေရှုခရစ်တော်ကလဝါကားတိုင်းမှာအပီးစီလှုပ်ဆောင်ပေးခဲ့ပြီဒီတည်င်းကိုယုံကြည်လက်ခံလိုက်ပါလို့ကြီးညာနေတာလားဧဝံဂေလိတရားဟာတင့်ကိုလှုပ်ဆောင်ပါဆိုတဲ့တည်င်းမဟုတ်ပဲတင့်အတွက်သခင်ယေရှုခရစ်တော်ကလဝါးကားတိုင်းမှာ အပီအစီလှုပ်ဆောင်ပေးခဲ့ပြီဆိုတဲ့သတင်းဖြစ်ပါတယ်ဒီ PCB ဆိုတဲ့သတင်းကောင်းကသာကျွန်တော်တို့ရဲ့နှလုံးသားကို တကယ်ပြောင်းလဲစေပြီးလှုပ်ဆောင်နိုင်တဲ့တကိုယ်ကိုပေးစွမ်းနိုင်တာဖြစ်ပါတယ်ဒါကြောင့်အေးဝင်ကလေးတရားစစ်စစ်ကိုသာတစ္ဆာရှိရှိကြီးညာကြပါစို့ကျွန်တော်တို့အတူတကွဆုတောင်းကြရအောင်။အိုးအဖဖရာသခင်ကိုရောရဲ့သားတော်သခင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့အတွက်အရာအလုံးကိုပြီးစီးစေခဲ့တဲ့ ဧဝံဂေလိတရားတော်အတွက်ဂျေဇူးတင်ပါတယ်ကျွန်တော်တို့ဟာကိုယ့်ရဲ့အကျင့်ကောင်းတွေစူးစမ်းမှုတွေနဲ့ကိုရောရှိမှဖြောင့်မတ်ရာကိုရတာမဟုတ်ပါဘူးကိုရောရဲ့တရင်ကောင်းကိုယုံကြည်ခြင်းအဖြစ်သာကဲတင်ခြင်းရတာကိုအမြဲတတိယစီတော်မူပါဧဝံဂေလိတရားရဲ့အတိအပွင့်ရလက်အကျိုးဆက်တွေကိုဧဝံဂေလိတရားနဲ့မယောထွေးစီပဲ PCB ဖြစ်တဲ့ဒီတည်ငောင်းစစ်စစ်ကိုသာရဲရင်စွာ ကြီးညာနိုင်ဖို့ အရှင်သောဝိညာဉ်တော်ဖျားအစွမ်းတကိုးကိုပေးသနာတော်မူပါသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ဆုတောင်းပါ၏အာမင်